ိုးရွာခြင်းအကြောင်းရောရှိပါသလားအရှင်ဖေရတဲ့ရှိပါတယ်တန်ယုတ်တနိကေဝလာဟကတုတ်အဖွင့်မှာမိုးရွာခြင်းအကြောင်းရှင်မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီမိုးရွာခြင်းအကြောင်းရှင်မျိုးကဘာတွေလဲဆိုရင်တက်ငကားတို့ဤအာနုဘောကြောင့်မိုးရွာခြင်းနှစ်ဂလုံတို့ဤအာနုဘောကြောင့်မိုးရွာခြင်း၃ဝိတဝလာဟကနတ်တို့ဤအာနုဘောကြောင့်မိုးရွာခြင်း၄ တစ္ဆာဒိဋ္ဌံပြုခြင်းကြောင့်ငိုရွာခြင်း၅ညာတိဥတုကြောင့်ငိုရွာခြင်း၆မန်နဲ့လှည့်စားခြင်းကြောင့်ငိုရွာခြင်း၇တကူရှင်တို့ဤတကူပြမှုစွမ်းအားကြောင့်ငိုရွာခြင်း၈ဖြည့်စည်းကြောင်းဖြစ်သောငိုတိမ်ကြောင့်ငိုရွာခြင်းတို့ပဲဖြစ်ပါれဒါဟာငိုရွာခြင်းအကြောင်း၈မျိုးပဲဖြစ်ပါれငိုရွာခြင်းဟာအစိုးပါအကြောင်း၈မျိုးတစ်မျိုးမျိုးကြောင့်ရွာခြင်းဖြစ်ပါれနော်အရှင်ဖေရား ဘုန်းကြီးကအရက်တောက်လို့ရပါသလားအရှင်ဖုရားတဲ့လူတွေတောင်မှ၅ပါးသီလထဲမှာအရက်မတောက်ဖို့တားမြစ်ထားတာဘုန်းကြီးကဘယ်လိုလုပ်တောက်လို့ရမှာလဲနော်မြတ်စွာဘုရားလက်ထက်တော်အခါတုန်းကအရှင်သာကတဆိုတဲ့မထေရတစ်ပါးရှိပါတယ်အဲ့ဒီအရှင်သာကတဆိုတဲ့မထေရကသိုးသွန်းနေတဲ့ငကားတကောင်ကိုဆုံးမပေးလိုက်တဲ့အတွက် ဓာတုရွာသားတွေကလေးစားကြည်ညိုပြီးအရှင်သာကရကိုအယက်နဲ့ပူတော်ပါတယ်အရှင်သာကရလည်းပဲဓာတုရွာသားတွေတတ်တဲ့အယက်ကိုတောက်ပြီးလမ်းမှာမူလဲပါတယ်အဲ့ဒီအကြောင်းအရာကိုဖះရှင်သိတော်မူတဲ့အခါမှာယဟန်တွေအယက်မတောက်ရအယက်တောက်ရင် ပါစိတ်အာဘတ်တင့်စေဆိုပြီးသူရာဘာနာတိခါဘုကိုထုတ်ပြန်ပါတယ်ဒါကြောင့်ဖုန်ကြီးတွေအယက်မတောက်ကောင်းပါဘူး ဘုံကြီးတွေအရက်တောက်မယ်ဆိုရင်သူရာပါဏသိခါဖို့အရာပါစိတ်အာဘတ်တင်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေရတပည့်တော်ထင်မြင်ချက်တစ်ခုရှိပါတယ်။ပေကံလှူဒန်းရာတွင် လူမြင်အောင်ဂုံယူဝင်ကြွားလူစိတ်ဖြင့်လှူလျင်ဒါနမမြောက်ထင်မိပါတယ်။မှန်ပါလားဖေရတဲ့။လှူပြီဆိုရင်တော့ဒါနကတော့ဖြစ်သွားတာပါပဲနော်။သို့တော့ပက္ကတနာဒါနနဲ့ပါရမီထိုက်တဲ့ဒါနကွဲပြားဖို့တော့လိုပါတယ်။ ပကာသနဒါနဆိုတာကမိမိဂုံတရင်ကြော်စောရေးကိုသာရှေးရှုတဲ့ဒါနကို ပြောတာဖြစ်ပါတယ်။အဲ့ဒီလိုဒါနမျိုးကတော့ယနေ့ခေတ်မှာပေါ်ပါတယ်။ပကာသနဒါနဟာမိမိဂုံတရင်ကြော်စောရေးကိုသာ ရှေးရှုတဲ့ဒါနဖြစ်တဲ့အတွက်ကုသိုလ်ရပင်ရညာတော်လဲပဲနိဗ္ဗာန်ကိုအထောက်အကူ ပေးစေနိုင်တဲ့ဒါနမျိုးတော့မဟုတ်ပါဘူး။ပါရမီထိုက်တဲ့ဒါနကတော့မိမိဂုံတရင်ကြော်စောရေးထက် အလှူခံပုဂ္ဂိုလ်ကောင်းစားရေးကိုသာရှေ့ရှုတဲ့ဒါနဖြစ်တာကြောင့်ကုသိုလ်လည်းရသလိုနိဗ္ဗာန်ကိုအထောက်အကူပေးစေနိုင်တဲ့ဒါနမျိုးလည်းဖြစ်ပါတယ်။ဒါကြောင့်ဒါနပြုတဲ့အခါမှာပက္ကသနဒါနနဲ့ပါရမီထိုက်တဲ့ဒါနကွဲပြားစွာတည်ဖို့တော့လိုပါတယ်။တပည့်တော်မေးခြင်းလို့ပါဖေဟာငကယုံဖေဟာဆိုတာကရောမြတ်စွာဘုရားရှိစဉ်ကရှိခဲ့တာလားလူတွေဖန်တီးခဲ့တာလားဖေဟာတဲ့ ယေစွာဖရာဖရာဖြစ်ပြီးတဲ့အခါမှာအစာဦးဆုံးသတင်းတုံးတော်မူတဲ့ဌာနခဏဌာနဆိုတာရှိပါတယ်။အဲ့ဒီဌာနခဏဌာနကိုတတဌာနခဏဌာနလို့ခေါ်ပါတယ်။အဆိုပါတတဌာနခဏဌာနထဲမှာမုစလင်တာတတဟဆိုတာရှိပါတယ်။ယေစွာဖရာသည်မုစလင်တာအိုင်နာမှာသတင်းတုံးတော်မူစဉ်ဘူကြီးတဲထန်စွာရွာတဲ့အတွက်မုစလင်တာနဂါမင်းကဘိုးတံကိုကာကွယ်ပေးတဲ့အနေဖြင့် မြတ်စွာဘုရားကိုရစ်ပတ်ပြီးအပေါ်ကနေပပြင်းနဲ့အုပ်မိုးပေးထားပါတယ်။အဲ့ဒီနေ့မှာပဲမြတ်စွာဘုရားကမုစလင်တာနဂါမင်းကို အမျက်ဒေါသမထွက်ဖို့တတဝါတွေကိုမငင်းစေဖို့မာတီးဟူသောမာမာနာကိုခွာချဖို့တရားဟောကြားတော်မူပါတယ်။အဲ့ဒါကို အစွဲပြုပြီးနဂယုံဘုရားဆိုတာဟာပေါ်ပေါက်လာခြင်းဖြစ်ပါတယ်။နားလည်ပါစေနော်။အရှင်ဖေရဖြေးချပေးပါရှင်တပည့်တော်ရဲ့ဖခင်ကြီးဆုံးသွားတာနှစ်လပြည့်ပါပြီ ဗေဒင်မေးကြည့်တော့တရေစားခံရတယ်လို့သိရပါတယ်ရှင်ဖြစ်နိုင်မဖြစ်နိုင်ဘူးလားသိကျင်ပါတယ်တတိတော်မှစိတ်မအေးချမ်းရပါတဲ့တိလခန္ဓာဝတ်တေဝိဇ္ဇာတုံမှာဗေဒင်သည်အစာရေစာမရှိတော့တောနတ်ကြီးခု၍၎င်းလူတို့ဤပျက်စီးရာပျက်စီးကြောင်းခု၍၎င်းဆိုအပ်ကုန်ဤလို့မြတ်စွာဘုရားဟောကြားထားပါတယ်အဲ့ဒါကိုကြည်တော်အဖြစ်ဘုရားရှင်သည်ဗေဒင်ကိုလက်မခံဘူးဆိုတာ ိတာထင်ရှားပါတယ်။ဖះရှင်လက်မခံတဲ့ဗီဒင်ဟာအမှန်မဖြစ်နိုင်ပါဘူးနော်။ဒီလိုပြောလို့တချို့ကကုန်းတိန်ညာကြီးတော်မှဖះဖြစ်မယ်လို့ဟောလိုက်တာဖះဖြစ်သွားတာပါပဲလေဆိုပြီးပြောကြပါလေအုံးမယ်။ဖះဖြစ်ရတဲ့အကြောင်းရင်းဟာကုန်းတိန်ညာဟောလို့ဖះဖြစ်တာမဟုတ်ပါဘူး။ဖះဖြစ်နိုင်စရာအကြောင်းတရားကိုလောက်ထားလို့ဖះဖြစ်တာဖြစ်ပါတယ်။ကိုင်းတိညကိုတိုင်းကလည်းပဲ ူဟောတဲ့ဘေးရင်ကိုတန်တရာဖြစ်ပါတယ်မြတ်စွာဘုရားဒုက္ကရစရိယအကျင့်ကိုဆွံပြီးမိသိမပရိပရာအလက်လက်နန်းစဉ်ကို ပြန်ကျင့်တဲ့အခါမှာကိုဉ္ဒိညဥဆောင်တဲ့တင်စားဝဲကြီး၅ဦးဟာဘုရားဖြစ်မှာမဟုတ်တော့ပါဘူးကွာဆိုပြီးမြတ်စွာဘုရားကိုဥရုဝေလတော်မှာထားခဲ့ပါတယ်အဲ့ဒါကိုကြည်တော်အားဖြင့်ကိုဉ္ဒိညဟာသူ့ဘေးရင်ကို သူမယုံကြည်တဲ့သဘောရှိပါတယ်နော် ။ဒါကြောင့်ဘေရင်ပြောတဲ့စကားကိုအမှန်မယုံပါနဲ့လို့ပြောကြင်ပါတယ်။ကြက်တိုက်ရင်ဘယ်အကုသို့ဖြစ်လဲဖရားတဲ့။နာမည်တော့မပြောတော့ဘူး။ဥစဉ်ရဲ့အတိတခါတယောက်။သူကကြက်တိုက်တာအယံဝါသနာပါတယ်။ကြက်တွေဟာတကောင်နဲ့တကောင်ခွတ်တဲ့နေရာမှာမျက်လုံးပေါက်တဲ့အထိအသေးတန်ခွတ်ကြပါတယ်နော်။သူကြက်တိုက်တဲ့အခါမှာကြက်တွေဟာမျက်လုံးတွေ ပေါက်ပါတယ်။ ။ဒါနဲ့သူအလုံးလုံးရင်းနဲ့တန်ရိုက်တဲ့အခါမှာသူရိုက်တဲ့တန်ကကျွတ်ပြီးမျက်လုံးကိုမှန်တဲ့အတွက်မျက်လုံးတစ်ဖက်ကန်းသွားပါလေ။အော်တိုက်ဆိုင်လို့ဖြစ်တာပဲဆိုပြီးအမှုမဲ့အမှန်မဲ့နေလိုက်ပါလေ။နောက်ထပ်၅နှစ်လောက်ကြာတဲ့အခါမှာအိမ်ထဲကိုခေါင်းငုံပြီးဝင်လိုက်တာ။အိမ်ရဲ့ဒဇက်မိတ်အစားကမျက်လုံးကိုထိုးလိုက်တဲ့အတွက်ကြံတဲ့မျက်လုံးတစ်ဖက်ပါကန်းသွားပါလေ။ဒါကတော့တိုက်ဆိုင်တာလုံးဝမဟုတ်တော့ပါဘူးเนาะ တူသောအကျိုးကိုပေးတာဖြစ်ပါတယ်။ဦးဇင်းတို့စာပေမှာတတိတံပါကံဇနီတိတတိတံတူသောပါကံအကျိုးကိုဇနီတိဖြစ်စေတတ်၏လို့ဆိုတာရှိတယ်။ဒါဟာတူသောအကျိုးကိုပေးတာပဲဖြစ်ပါတယ်။နော်။ကြက်တိုက်တဲ့သူတွေဟာဘယ်လိုအကုသို့မျိုးကိုခံစားရတယ်လဲဆိုရင်ဤကဲ့သို့အလားတူတူသောအကျိုးကိုခံစားရတတ်တယ်လို့မှတ်သားထားရမှာဖြစ်တယ်။နော်။ အရှင်ဖေရတတိတော်မိခင် ရှိစဉ်ကဂယုမဆိုင်ခဲ့လို့အခုနောင်တတွေနဲ့နေနေရပါတယ်ပွဲလွန်သွားတဲ့မိခင်ကိုဘယ်လိုကျေးဇူးဆက်ရင်ကောင်းမလဲလမ်းပြပေးတော်မူပါတဲ့သာသမိတွေအပေါ်မှာမိဘတွေထားတဲ့မျှော်လင့်ချက်၅မျိုးဆိုတာရှိပါတယ်အဲ့ဒီမျှော်လင့်ချက်၅မျိုးကဘာတွေလဲဆိုရင်တငါတို့အသက်အရွယ်ကြီးရင်လာတဲ့အခါမှာငါတို့သာသမိတွေကငါတို့ကိုတပံပြုစုလုပ်ကြွေးကြလိမ့်မယ် နှစ်မတို့ရဲ့အမှုကိစ္စတွေကိုမတို့သားသမီးတွေကဆက်လက်ပြီးဆောင်ရွက်ကြလိမ့်မယ်။သုံးမတို့ရဲ့ဆွေစဉ်မျိုးဆက်တွေကိုမတို့သားသမီးတွေကဆက်လက်ပြီးထိန်းသိမ်းကြလိမ့်မယ်။လေးမတို့ပိုင်တဲ့စီးစိမ်ဥစ္စာတွေကိုမတို့သားသမီးတွေကအမွေခံပြီးဆက်လက်ထိန်းသိမ်းကြလိမ့်မယ်။ငါမတို့ကွယ်လွန်သွားတဲ့အခါမှာငါတို့အတွက်ရည်စူးကုသိုလ်တွေပြုလုပ်ရင်ငါတို့ကိုအမြတ်အတန်းပေးဝေကြလိမ့်မယ်ဆိုတဲ့ညှော်လင့်ချက်၅မျိုးပဲဖြစ်ပါတယ် ဲ့ဒီမျောလင်းချက်၅မျိုးထဲမှာနောက်ဆုံးနံပါတ်၅ဖြစ်တဲ့ငါတို့ကွယ်လွန်သွားတဲ့အခါမှာငါတို့အတွက်ရည်သူကုသိုလ်တွေပြုလုပ်၍ငါတို့ကိုအမြတမ်းပေးဝေကြလိမ့်မယ်ဆိုတဲ့အချက်ပါတာကြောင့်သာသမီတွေအနေဖြင့်ကွယ်လွန်သွားတဲ့မိဘတွေကို ကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမြတမ်းပေးဝေရမှာဖြစ်ပါတယ်။ပင်ကလောဝါဒတုံမာလာတဲ့သာသမီကျင်းဝန်၅ပါးထဲမှာလည်းလူမြဝေ၍ဆိုတဲ့အချက်ပါတာကြောင့်ကွယ်လွန်သွားတဲ့မိဘတွေကိုရည်သူပြီး ကုသိုလ်ကောင်းမှုပြုလုပ်၍အမြတမ်းပေးဝေခြင်းဟာဘဝတဘပြောင်းရွှေ့သွားတဲ့မိဘတွေကိုကျေးဇူးဆက်တာပဲဖြစ်ပါတယ်။ဒါကြောင့်ကွယ်လွန်သွားတဲ့မိဘကိုကျေးဇူးဆက်မယ်ဆိုရင် ကုသိုလ်ကောင်းမှုပြုလုပ်ပြီးအမြတမ်းပေးဝေ၍ကျေးဇူးဆက်ယုံကလွဲလို့ဘာမှမရှိဘူးလို့ပြောကြင်ပါတယ်။